အားလုံးပဲမင်္ဂလာပါရှင်ရနာမိုးထားတော့မှပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ပြုလုပ်ပေးမယ် reading လေးရတော့တင့်ရဲ့အနာဂတ်အခြေရေးအကြောင်းလေးဆိုရဲခေါင်းစဉ်နဲ့ reading လေးပြုလုပ်သွားပေးမှာဖြစ်ပါတယ်ဒီနေ့ reading က collective reading လေးဖြစ်ပါတယ်အဲ့တော့ဒီနေ့ reading ထဲမှာ single လေးတွေအတွက်ရော relationship သမားလေးတွေအတွက်ရောပေါ့နော်အဲနှစ်မျိုးလုံးအတွက် energy လေးတွေထည့်သွင်းပြီးကြည့်သွားပေးမှာဖြစ်ပါတယ်အာပြီးတော့ reading ရဲ့အစမှာပေါ့နော်အာ single လေးတွေအတွက်ရော relationship မားလေးတွေအတွက်ရောနှစ်မျိုးလုံးအတွက်ပထမဆုံးအနေနဲ့ energy ချက်မယ်ပေါ့နော်အဲ့ဒါကြည့်တဲ့ချိန်မှာအဲ့ဒီကျမကြည့်လိုက်တဲ့စီမှာအဲ့ဒီ energy ကသင်တို့လေးတွေရဲ့ energy လို့ခန့်စားရရင်ဒီ reading ကသင်တို့အတွက် reading မှာပဲပေါ့နော်အဲ့မျိုးလေးပြောပြစေနော်အဲ့တော့ကျမတို့စမယ်နော်ဒီအပေါ်မှာတင်ထားတဲ့ star rock ကလေးတွေနဲ့ oracle ကကလေးတွေကတော့ဒီနေ့ collective reading ထဲမှာအထက်သုံးသွားမယ့်ကလေးတွေဖြစ်ပါတယ်နော်အဲ့တော့ကျမတို့တူတူကြည့်ရအောင်သင်ရဲ့အနာဂတ်အခြေရင်မှာဘာလေးတွေကြုံတွေ့ရဖို့ရှိမလဲကြည့်မယ်နော် ဲ့တော့ကျမက single လေးတွေအတွက်အရင်ဆုံးကြည့်ထားပေးပါတယ် shuffle လောက်ထားရပါတော့ဒီကက်ကလေးတွေကအာ single လေးတွေ single လေးတွေရဲ့လက်ရှိပေါ့နော်လက်ရှိအခြေအနေကိုအရင်ဆုံးပြောမယ်နော် single လေးတွေကအခုလက်ရှိမှာအာတင်းရဲ့ဒီအခြေအနေနဲ့ပတ်သက်ပြီးတော့ဒီအခြေအနေကိုရောလက်ရှိတဲ့အာသွာလာလှုပ်ရှားနေရတယ်ပေါ့နော်တင်းရဲ့ energy တွေအားလုံးကိုတင်းကထိန်းချုပ်ထားရတယ်အဲ့လိုမျိုးတွေတွေ့တယ် ပြောမယ်ဆိုလို့ရှင်တင်းတို့ကအချစ်ရီမှာတော့စိတ်ဝင်စားမှုရှိတယ်เนาะဒါပေမဲ့လည်းတခြားတင်းတဲ့ကိစ္စတွေအလောက်ကိုင်းအတွက်တွေပေါ့เนาะအဲ့အိုင်နဲ့ပတ်သက်ပြီးတော့တငယ်ချင်းနေနေတူတူဆွေးနွေးနေတာတိုင်းနေတာမျိုးရှိတယ်။အဲ့ဒီမှာမှတချို့စင်ငယ်လေးတွေကြတော့ကိုယ့်ရဲ့အချစ်ရီနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့တငယ်ချင်းနေနေတူတိုင်းနေတာအာငါဘရူကိုရွေးချယ်လိုက်ရင်ကောင်းမလားအဲ့လိုမျိုးပုံစံလေးပေါ့ပြီးတော့ငါကတော့ဘရူကိုသဘောကျနေမှာပြီးဘရူခရက်နေပါတယ်ပေါ့เนาะအဲ့လိုမျိုးအာတငယ်ချင်းနေနေတီတူတီတူပျော့ပြစ်နေတယ်ပေါ့เนาะအဲ့လိုမျိုးလေးတွေ့တယ်။တချို့ကြတော့ကိုယ်သဘောကျတဲ့ခရက် နားကိုသွားဖို့အတွက်ကိုတငယ်ချင်းတွေဇာအကူညီတောင်းနေတာပေါ့နော်အဲ့လိုမျိုးလေးတွေတွေ့တယ်အဲ့တော့ဒီ energy နှစ်ခုဟာငယ်လေးတွေအတွက် energy ဖြစ်ပါတယ်အဲ့ဒီမှာမှာ relationship မားလေးတွေအတွက်အဲ့တော့ relationship တမားလေးတွေအတွက်ကြတော့อืมအခုလက်ရှိမှာဒီ relationship ရှိတဲ့သူတွေကြတော့လေ အာဘယ်လိုပြောမလဲနော်ကိုရဲ့တဖက်လူကကိုပေါ်မှာဂယူဆိုင်တယ်ချစ်ပေးတယ်လာရောက်မှုတွေရှိရယ်ဒါပေမဲ့ကိုကဘယ်လိုပြောမလဲတိတ်ပြီးတော့မပြုံမွေ့ဘူးဒီချစ်ရည်ထဲမှာလည်းနည်းနည်းညင်းငွေ့တယ်ပေါ့နော်အဲ့လိုမျိုးပုံစံဖြစ်နေတယ်အာညင်းငွေ့တယ်ဆိုတာကလည်းလေကိုရဲ့တဖက်လူကညင်းငွေ့တာမျိုးမဟုတ်ဘူးပေါ့နော်ကိုကလည်းကိုအလုံးရှုံနေတာမျိုးလည်းဖြစ်နိုင်တယ်ကိုကကိုအလုံးတွေတွဲပင်ပန်းနေလို့ဖြစ်စေကိုရဲ့ဒီတိုးတက်ရတိုးတက်ချောင်းတွေအတွက်နော်လမ်းချောင်းတွေရှာဖွေနေရတာပဲဖြစ်စေအเจ้าညာတစ်ခုခုကြတဲ့လူတွေရဲ့အာယုံနောက်နေတဲ့ဆစ်ရှုပ်နေတယ် เนาะအဲ့လိုမျိုးပုံစံအဲ့ဒီမှာမှတချို့ကြတော့တင်းရဲ့တစ်ဖက်လူเนาะ relationship ပါလေးပြီးပြောတာเนาะတင်းရဲ့တစ်ဖက်လူဟာအာတအားချစ်တယ်တအား view ဆိုင်တယ်အဲ့ဒါကိုတင်းတို့လေးတွေကမခံနိုင်တော့အဲ့လိုမျိုးပုံစံတခါတည်းရန်ကြရင်အချစ်ခံရတာကောင်းမိမယ်လေတခါတည်းရန်ကြလူလာတဲ့ပူတဲ့စီမှာကိုယ်မှာချင်းကျက်တာလေးအမွန်းကျက်တာလေးအဲ့လိုမျိုးလေးတွေခံစားနေရတယ်အခုလက်တလုံးမှာဒီ relationship ရှိတဲ့သူလေးတွေကဒီ energy မျိုးလေးတွေကျွန်မတွေ့ရတယ်ပေါ့နော် နောက်ခုကြတော့ဘာလဲဆိုတော့အခုလက်ရှိမှာတင်ကားဖြစ်နေတာကတော့ဘာလဲဆိုတော့ကျွန်မခုနကပြောသလိုတိုးတက်ရေးတွေအတွက်ခင်းတော့ဖက်နေကယ်ဆိုတော့လေခင်းတော့ဖက်နေကယ်ဆိုတော့ဒီ collective reading ကိုလာကြည့်တဲ့သူတွေက ကိုဖြစ်ချင်တာကတော့ကြီးပွားရေးတွေအတွက်เนาะကြီးပွားဖို့တိုးတက်ဖို့အဲ့ဒါတွေအတွက်ကိုပို့ပြီးတော့အားဆိုင်ထည့်တယ်ပေါ့เนาะအဲ့ဒါမျိုးလေးတွေပို့ပြီးတော့အာယုံဒါကကိုကအဲ့ဒီဘက်ကိုသွားတယ်ဒါပေမဲ့ကိုရဲ့တစ်ဖက်လူကြတော့ကိုပေါ်မှာပုံမှန်အိတ်ပုံမှန်စားအဲ့ဒါမျိုးပေါ့เนาะကိုကတော့တအားယူကိုပေါ်မှာအတွက်တိုးတက်ဖို့အတွက်တအားယူကရုန်းကန်နေတယ်စူးစားနေတယ်ဒါပေမဲ့ကိုရဲ့တစ်ဖက်လူကလည်းကိုကိုချစ်လို့ပဲပေါ့เนาะလိုက်ပြီးတော့ကိုတို့အတွက်အဆအဆအရာရာကိုသူကအသေးစိတ်လိုက်ကြည့်ပြီးတော့သူကတော့ပြောပြပေးပြီးမယ်ကိုကတော့စိတ်ရှုပ်သွားတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ စိတ်ရှုပ်နေတာအာနည်းနည်းစိတ်တင်းကျပ်နေတာเนาะအဲ့လိုမျိုး energy လေးတွေတွေ့တယ်အဲ့တော့ဒါကတော့ relationship ရှိတဲ့သူလေးတွေအတွက်ကြည့်ထားပြီးတဲ့ energy ဖြစ်ပါတယ်ပေါ့အဲ့တော့ကျွန်မခုနကပြောတဲ့နှစ်ချက်ပေါ့เนาะ single လေးတွေဆိုရင်လည်းတင်းတွေ energy ကအခုလက်ရှိမှာအဲ့လိုမျိုးလေးဖြစ်နေလား relationship မားလေးတွေဆိုရင်ရောတင်းနဲ့တင်းဖက်လို့မှာဒါမျိုး energy လေးတွေဖြစ်နေလားပေါ့เนาะအဲ့လိုမျိုးဖြစ်နေတယ်ဆိုရင်တော့ဒီ reading ကိုတင်းတို့လေးတွေဆက်ကြည့်လို့ရတယ်ပေါ့เนาะအဲ့တော့ကျွန်မတို့ဆက်သွားမယ်เนาะ ာဒီကက်ကလေးတွေကလည်းတခါလေးကျွန်မရှက်ဖဲလုပ်ပြီးတော့มาပေါ့เนาะယူထားတဲ့ကက်ကလေးတွေပါအဲ့တော့ဒီမှာဗာတွေ့လဲဆိုတော့ single လေးတွေစပါကုနာကလည်းပြောလိုက်တယ် အချို့လေးတွေပေါ့နော်အချစ်ရေကအချစ်ရေတည်တန်းဒါပေမဲ့လည်းကိုဘွားတူတက်ဖို့အတွက်ကိုကိုအမြင့်ကိုပြန်တက်ဖို့ပေါ့နော်ကိုဘွားဒီထက်လက်ရှိချင်းတွေထပ်ပို့ပြီးတော့မြင့်မားလာရအောင်တူတက်လာရအောင်ဆိုပြီးတော့အများကြီးစူးစမ်းနေတယ်တချို့ကျတော့လည်းတင်ယူနေတယ်ကျွန်မခုနကပြောသလိုဟုတ်တင်တန်းလေးတွေတွားတယ်ပြီးလို့ရှိရင်အတငယ်ချင်းတွေနဲ့အတင်တန်းကိစ္စတွေအလုပ်ကိစ္စတွေအဲ့လိုမျိုးတွေအတူတူတိုင်းပင်ဖြစ်တယ်ဆွေးနွေးဖြစ်တယ်တချို့ကျတော့လည်းအလုပ်ငန်းတွေအတွက်ပေါ့နော်အလုပ်ခွင့်တွေတွားဆိုပြီးတော့ သင်ယူဖြစ်နေတယ်ဆွေးနွေးဖြစ်နေတယ်အဲ့လိုမျိုးလေးတွေတွေ့တယ်။အာနောက်ပြီးတော့ကိုယ့်ရဲ့ဒီဘယ်လိုပြောမလဲနော်။ចောင်းသားတဲ့ပုံနဲ့ပြောရမယ်ဆိုလို့ရှိရင်အဆင့်ဟောတစ်နှစ်ဟောဘယ်လိုပြောမလဲ3-4နှစ်အဆင့်တစ်နှစ်ကိုတက်မလို့ပေါ့နော်။အဆင့်ပိုကောင်းတဲ့အဆင့်တွေကိုတဆင့်ချင်းတက်သွားဖို့အတွက်ကိုယ့်ဘဝရဲ့ဒီမြင့်မားတဲ့နေရာတွေကိုရရှိဖို့အတွက်ကိုတအူးတဲ့ကြိုးစားရုံးကနေတဲ့စင်ငယ်လေးလည်းရှိရယ်။အာ ဒီတငယ်ချင်းတွေနဲ့အတူတူပေါ့နော်အကြံဉာဏ်တွေယူပြီးတော့เนาะအတူတူအလုပ်တွေတွဲလုပ်ပြီးတော့ဘဝကိုပုံမိုတိုးတက်မြင့်မားအောင်ကျင်ရွယ်ပြီးတော့သွားနေတယ်အစင်ကလေးတွေလည်းတွေ့ရတာပေါ့နော်နောက်တစ်ခုကြတော့ဒီမှာနောက်တစ်ချက်အနေနဲ့ set indulgence ဆိုတော့လေသူတို့ကဒီသူတို့ကိုသူတို့ပေါ့နော်ပို့ပြီးတော့ဂယူဆိုင်ဖြစ်နေတာပို့ပြီးတော့ iron site တာပေါ့နော် sorry เนาะကင်မရာထိသွားလို့ပို့ပြီးတော့ iron site နေတာပို့ပြီးတော့ဂယူဆိုင်နေတာပြီးတော့ အာတချို့စင်ငယ်လေးတွေအတိတ်မှာပေါ့နော်ဒီလိုအခြေအနေနဲ့ပတ်သက်ပြီးတော့နာကျင်စရာစုံတစ်ခုရှိခဲ့တဲ့စင်ငယ်လေးတွေကြတော့ဒီချိန်ကဟီလောရမဲ့အပိုင်းလေးရှိတယ်ပေါ့နော်ဟီလောရမဲ့ချိန်လေးပေါ့နော် time to heal ဆိုတော့လေအာကိုကိုကို healing ပြန်လုပ်နေကြရတယ်အာတချို့မလုပ်ရသေးတဲ့သူလေးတွေကြတော့ဒီအချိန်ကအကောင်းဆုံးကိုကိုကိုပြန်လေကုစားဖို့အချိန်ဒီလိုကုစားဖို့ဆိုတာကလေကိုကိုကိုဟိုဘယ်လိုပြောမလဲနော်အစွန်မရအောင် เนาะထိန်းနှီးရင်အသွားရတဲ့သူလေးတွေရှိသလိုတချို့ကြတော့တငယ်ချင်းတွေအကြံဉာဏ်တွေယူပြီးတော့ကိုဘဝအတွက်ထိုးထက်ဖို့တွေအတွက်ကိုစ조사နေတယ်စ조사ပြနေတယ်ပေါ့เนาะအားမျိုးတွေတွေ့တယ်အဲ့ဒီမှာမှဒီ relationship မှာလေးတွေအတွက်ကြတော့အသူအကြတော့ဒီဘာလဲဆိုသူတို့မှာရွေးချက်စာရေးလည်းများတယ်စုံပြဲရမှာလည်းများတယ်နော်အဲ့လိုမျိုးနေလဲတွေ့တယ်အဲ့ဒါဘာလဲဆိုတော့ကျမခုနကပြောသလိုကိုယ့်ရဲ့တပတ်လူနဲ့ပတ်သက်ပြီးတော့လည်းဖြစ်နိုင်တယ်အလုပ်ခွင့်တွေအတွက်လည်းဖြစ်နိုင်တယ်နော် ိုဘယ်လိုပြောရမလဲအလုပ်ငန်းတွေမှာဆိုရင်လည်းတစ်ခုထက်မကရဲပေါ့နော်ကိုနဲ့တင့်တော်မဲ့အလုပ်ကိုကိုရွေးချယ်ရတာမျိုးအာနောက်ပြီးတော့ကိုဆုံးဖြတ်ချက်ချရတယ်ဆိုတာလည်းဒီတချို့ကြတော့လေအာချစ်သူနဲ့ကိုနဲ့ကတွဲရတယ်ချစ်တယ်ဟုတ်ပေမဲ့လည်းတစ်ဖက်လူကအယမ်းကြီးချစ်တဲ့စီမှာအယမ်းကြီးကူးဆိုင်တဲ့စီမှာမွန်းကျက်တယ်ပေါ့နော်အဲ့လိုမျိုးလေးတွေခံစားရတဲ့စီမှာကိုအလုပ်ကိုစိတ်အေးလေးလုပ်ဖို့အတွက်ကိုဒီလူကိုထားခဲ့ချင်တယ်ပေါ့နော်အဲ့လိုထိတာမှခံစားချက်တွေဖြစ်နေတယ်အဲ့တော့ ဒီချစ်သူကိုပဲထားခဲ့မလားအလုပ်ခွင့်နဲ့တွေ့ပဲရွေးချယ်မလားအဲ့လိုမျိုးပုံစံပေါ့နော် decision ချရမယ့်ဟာတွေလည်းအများကြီးရှိတယ်နော်တစ်ခုတည်းမကအောင်ဆုံးဖြတ်ရမယ့်အပိုင်းတွေလည်းဖြစ်နေတယ်ပေါ့နော်အဲ့လိုမျိုးတွေလည်းတွေ့တယ်နောက်တစ်ခုကျတော့ချပါကုနာပြောသူချို့လေးတွေအခုရှိနေတဲ့ relationship တဲ့မှာမဟုတ်တော့ဘဲနဲ့အာနောက်ထပ် relationship တစ်ခုကိုသွားချင်နေတာမျိုးတွေလည်းတွေ့တယ်တိတ်လားနော်အဲ့ဒါကတော့ အာတင်လည်းဖြစ်နိုင်တယ်တင်ရဲ့တစ်ဖက်လုံးလည်းဖြစ်နိုင်တယ်အာတင်တို့နှစ်ယောက်ကြားမှာနားလည်မှုရှိရှိနဲ့သွားတယ် relationship တမားလေးတွေကြတော့အာအချင်းချင်းမစိုးပေမဲ့အဲ့ဒီမှာမှအရင်ချင်းချစ်ခံရလို့ဆက်ရှုံနေတဲ့တင်ကပဲဖြစ်စေဒါမှမဟုတ်လို့ရှိရင်သူရဲ့ view ဆိုင်မှုတွေကိုတင်ကသူ့ကိုတံပြန်ပြီးတော့ပေါ့နော်အာ attention ပြတ်မပေးတဲ့စီမှာသူတင်ကိုစိတ်ပြတ်ပြီးတော့တခြား relationship တစ်ခုကိုရွေးချယ်ဖို့တွားနေတာမျိုးလည်းဖြစ်နိုင်တယ် เนาะตั้วโพสะต้วยปิ่นเนี่ยอ่ะမျိုးเนาะอะไรမျိုးเนี่ยဖြစ်နိုင်တယ်အဲ့လိုမျိုးပြောလိုက်အတွက် sorry ပါเนาะကိုရဲ့တစ်ဖက်လူတော့အစ်မတို့ကပြောလိုက်တာနဲ့ပတ်သက်ပြီးပြဿနာသွားမရှာရနဲ့ပေါ့เนาะဒါမျိုးလေးတွေကိုကတိထားရဲဆိုရင်ဒါရော reason လေးတွေကြည့်ပြီးဒါမျိုးလေးတွေတိထားရဲဆိုလို့ရှိရင်ကိုရဲ့တစ်ဖက်လူတို့လိုအပ်နေတဲ့အချက်ကဘာလဲကိုကိုယ်တိုင်အတွက်ဒီလိုအခြေအနေမှာလိုအပ်နေတဲ့အချက်ကဘာလဲပြင်ဆင်ရမယ့်အချက်ကဘာလဲဆိုတာပြင်ဆင်ရင်းနဲ့နှစ်ယောက်အတူတူအဆင်ပြေဖို့အတွက်ကိုကျွန်တော်ကဒါမျိုးလေးတွေသွားစီချင်တာပေါ့เนาะအဲ့လိုမဟုတ်ပဲねအာနင်းကဒီလိုဂရုမစိုက်တာလားနင်းကဒီလိုမျိုးကြံ့ရွယ်နေတာလားဆိုပြီးပြဿနာ တော့တမရှာပါရယ်เนาะအာကြိုပြီးတော့မြေတားရေခံပါတယ်အဲ့တော့ဒါကတော့ relationship တမလေးတွေအတွက်ကြည့်ပေးတာဖြစ်တယ်အဲ့တော့ကျမတို့ကဒါကအခုလက်ရှိအခြေအနေပေါ့เนาะဒီ single လေးတွေရော relationship တမလေးတွေရောအခုလက်ရှိမှာတင်းတို့ရဲ့ဒီ love life တွေထဲမှာကြုံတွေ့နေရတဲ့အရာတွေကိုကျမက overall energy နဲ့ပေါ့เนาะကြည့်ရင်းနဲ့ပြောပြတာဖြစ်တယ်အဲ့တော့ကျမတို့စက်ကြည့်မယ်ပေါ့เนาะအနာဂတ်မှာဘယ်လိုအခြေအနေမျိုးလေးတွေရှိမလဲအဲ့ရော single လေးအတွက်အရင်ဆုံးကြည့်မယ်เนาะ င်ကလေးတွေရဲ့အနာဂတ်အခြေရေအဲ့တော့စင်ကလေးတွေရဲ့အနာဂတ်အခြေရေကစင်ကလေးတွေကကျွန်မခုနပြောသူအခုတင်းကတော့လေဟောတင်းရဲ့အခုသဘောချနေတဲ့ crush ဆိုလဲဒီ crush ကိုပဲဆက်ပြီးသဘောချနေမယ်เนาะအဲ့လိုမျိုးလေးရှိတယ်ဒါပေမဲ့ တင့်စီကိုတစုံတူရောက်လာမှာအဲ့ဒါတော့တွေ့တယ်အလင်မြန်နဲ့လာတယ်เนาะအဲ့ဒါမျိုးတွေ့တယ်တင်းရဲ့အချစ်ရည်တဲ့ကူတစုံတူဝင်လာဖို့လို့ရှိတယ်တင်းကတခြားသူတူကိုခရက်နေပြီးမဲ့လဲတင်းကိုခရက်နေတယ်တစုံတရလည်းရှိနေနိုင်နေတယ်ပေါ့နော်အဲ့ဒါမျိုးပုံစံဖြစ်နိုင်တယ်ဒါပေမဲ့ဒါကိုတင်ပြန်ပြီးသဘောကျလားမကျလားတော့အစ်မလည်းသိချာမသိဘူးအဲသဘောမကျဖို့လို့များပါတယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ဒီနေ့ collective reading ကိုလာကြည့်တဲ့ single လေးတွေထဲမှာတော်တော်လေးကိုအစွဲလန်းကြည့်တဲ့ single လေးတွေပါတယ်ပေါ့နော်ပြောချင်တာကဒီလူတယောက်ကို crack ရင်အချိန်တော်တော်ကြာကြာထိ crack တဲ့သဘောကျတယ် ဘသူပဲပါပဲပြောနောက်မဆုံးဘူးပေါ့เนาะအဲ့လိုမျိုးပုံစံလေးတွေရှိတယ်အဲဒါကြောင့်မို့လဲကိုသဘောကျတဲ့ခရနာကိုသွားဖို့အတွက်ကိုအာတငယ်ချင်းနေအာပေါင်းတင်နေတဲ့တိုင်မီနေတာမျိုးလေးတွေပေါ့เนาะအဲ့လိုမျိုးတွေ့တယ်အဲ့တော့ဒါကစင်ငယ်လေးတွေအတွက်เนาะစင်ငယ်လေးရဲ့ဒီအနာဂတ်မှာဘလို့အခြေအနေမှာဘလို့မျိုးရှိနေမလဲဆိုရင်ကိုသဘောကျနေတဲ့လူဆက်ပြီးသဘောကျနေအောင်မယ်ကိုချစ်နေတဲ့သူဆက်ပြီးချစ်နေအောင်မယ်အဲ့ဒါမျိုးဒါပေမဲ့တင်းရဲ့ဒီ love life တွေကိုတော့เนาะတင်းအနာဟုတ်ပဲဖြစ်ဖြစ်ပေါ့เนาะတစုံတူတော့အလင်းမြန်ရောက်လာဖို့တွေ့တယ် เนาะမြင်းစစံကြီးကိုဝင်လာမယ်ပေါ့เนาะအဲ့တော့ကျွန်မခုနကပြောသလိုပဲတင့်သဘောကြတဲ့တစုံတူဝင်လာမှုရှိပါတယ်ဒါကတော့ single လေးတွေပါ relationship မှာလေးတွေကြည့်မယ် ဟုတ် relationship မှာနေတယ်ကျမကကပြောလိုက်တယ်တလားထိန်းညှိနေရတယ်တလားကိုရဲ့အလုပ်ခွင်တွေအတွက်ပြီးတော့အခြေအရေအတွက်နှစ်ခုလုံးအတွက်ကိုထိန်းညှိနေရတာမျိုးတချို့ကြတော့လေမိသားစုအရင်းနဲ့ချစ်သူကြီးเนาะအာမိသားစုနဲ့ကိုရဲ့အချစ်သူမှာသဘောထားတွေမညီမျှတာမျိုးပေါ့နော်မတိုက်ဆိုင်တာမျိုးဆိုရင်အာနှစ်ဦးနှစ်ဖက်လုံးအဆင်ပြေရအောင်ဒီ relationship တမားလေးတွေညှိနှိုင်းနေရတာပြောတာသူ့လည်းကိုချစ်တယ်ပြောချင်တာသူ့လည်းကိုချစ်တယ်ဒါပေမဲ့မိသားစုကလည်းကိုပေါ်မှာအာဘယ်လိုပြောမလဲ ဘယ်လိုပြောမလဲတော့ကိုကိုတားဆီးမှဆိုးတာမျိုးဒါမှမဟုတ်လို့ရှိရင်ကိုလိုတရားသဘောမတူမှမျိုးအဲ့ဒါမျိုးလေးနဲ့ပတ်သက်ပြီးတော့တင်ရချားထဲမှာချားကန်အနေနဲ့အမှားရုံမရှိအောင်အတင်းဆောင်မရှိအောင်တွားနေရတယ်ပေါ့နော်အဲ့ဒါမျိုးလေးတွေ့တယ်။နောက်တစ်ခုကဒီမှာကြီးဘုံပေါ့နော်လှေလေးကိုတွေ့တယ်ဒီမှာလည်းလှေလေးနဲ့တွားနေတာတွေ့တယ်။အဲ့ဒါကျွန်မကကပြောလိုက်သလိုပဲ။ ီလက်ရှိ relationship မားလေးတွေတင်ပတ်ကဖြစ်စေဒါမှမဟုတ်လို့ရှင်တင်ရတဖက်လူစီမှာပဲဖြစ်စေ energy ကလေထွက်ခွာသွားခြင်းနဲ့ energy เนาะအဲ့ဒါမျိုးထွက်ခွာသွားရတယ်ဆိုတာလည်းကျွန်မကကပြောသလိုအာရွေးချက်စရာတွေများတာအာပြီးလို့ရှိရင်음ဘယ်လိုပြောရမလဲเนาะရွေးချက်ရွေးချက်စရာတွေလည်းများတယ်ပြီးတော့ထိန်းသိရတယ်လေများတဲ့ခါကျတော့ဒီနေသားနဲ့တင်ထွက်ခွာသွားခြင်းလားเนาะတင်မွန်းချက်ရတယ်အာလှောင်ပိတ်တယ်ပေါ့เนาะအဲ့လိုမျိုးပုံစံမှာเนาะ ဟိုထွက်သွားခြင်းလာအဲ့တော့တင်းတို့နှစ်ယောက်ထဲမှာတယောက်ကဒီနေထားကိုလက်မခံခြင်းမူဒီနေထားကိုထားခဲ့ပြီးတော့တခြားတနေအောင်ထွက်သွားခြင်းလာပေါ့နော်အဲ့လိုမျိုးလေးတွေ့တယ်အဲ့တော့ထွက်သွားတဲ့ဈေးမှာတင်းကိုလုံးဝထားခဲ့ပြီးတော့တင်းတို့နှုံးလုံး break ကဖြစ်မယ်ပေါ့နော်အဲ့လိုမျိုးပုံစံတော့ကျွန်မပြောတာမဟုတ်နော်ပြောချင်တဲ့သဘောကအနေထားတစ်ခုကြောင့်လက်တလောအချိန်ဒီမှာပဲဖြစ်ဖြစ်တဲ့နာကနေတစ်ချက်ထွက်သွားတာမျိုးအလုတ်သွားလောက်တာမျိုးနော်မွေးရက်ကိုစွန့်ခွာပြီးတော့သွားတာမျိုးအဲ့လိုမျိုးပုံစံလေးတွေပေါ့နော် အမျိုးလေးတွေတွေ့တာဖြစ်ပါတယ်အဲ့တော့ဒါ relationship မှာလေးတွေတွေ့ပေါ့เนาะအဲ့တော့ဒီနေ့ collective reading ထဲမှာ single လေးတွေတွေ့ကြတော့မသိပြီးထူးခြားတာမဟုတ်ပြီမဲ့ relationship သမားလေးတွေကြတော့အနေငယ်ထူးခြားရတယ်ပေါ့เนาะအဲ့ဒီမှာမှတချို့ထွက်ခွာခြင်းเนี่ยကျွန်မကုနာပြောသလိုနှိမ်ယောင်ကြာမှာမချစ်တော်လို့မဟုတ်ပဲနဲ့အတယောက်နဲ့တယောက်နဲ့နားလည်မှုလွဲတာပြီးလို့ရှိရင်နှစ်ဖက်မိဘအနေနဲ့ နော်ကိုရဲ့ချစ်ရသူနဲ့ဂျားထဲမှာပြိပခါတွေဖြစ်တဲ့အတွက်ထိန်းကြီးရတဲ့အလေအားလူကအာစိတ်ညစ်ပြီးတော့ထွက်သွားတာမျိုးနောက်တစ်ခုကျတော့ဒီကိုရဲ့တဖက်လူကသူ့ရဲ့ဒီကြီးဝါးရေးတွေအတွက်အောင်မြင်ရေးတွေအတွက်ငွေကြေးတွေပို့ပြီးစင်ပြေဖို့အတွက် Kingdom Panical Energy လိုမျိုးငွေကြေးတွေပို့ပြီးစင်ပြေဖို့အတွက်ကိုကိုကိုထားခဲပြီးတော့သူအလုပ်တော်လုပ်ရတာမျိုးပေါ့နော်အဲ့လိုမျိုး energy လေးတွေတွေ့တဲ့ခါကျတော့တင်းတို့နှစ်ယောက်ခဏတောင်ဝေးကွာရတာမျိုးနော်အဲ့လိုမျိုးနေတွေ့တယ်အဲ့တော့ဒါ relationship မှာလေးတွေအတွက်ပါ အဲ့မှာမှကျွန်မဆက်ကြည့်မယ်ပေါ့နော်ဒီနေ့ကอืมဒီ organ cup လေးပါထပ်ပြီးတော့တုံးကြည့်မယ်ပေါ့နော်တုံးလေးကလောက်တော့ဆွဲလိုက်မယ်ပေါ့နော်အရင်ဆုံးတော့ single လေးတွေအတွက် single လေးတွေခုခုချစ်ပါတဲ့အဲ့ဒါဆိုရင် true love နဲ့တွေ့မယ်တဲ့အာပြီးလို့ရှိရင် တင်းရဲ့အချက်တွေကိုလည်းဖော်ပြဖို့လိုတယ်တဲ့အဲ့တော့ဒါကိုကြည့်ချင်းအားဖြင့် single လေးတွေ single လေးတွေကအခုကိုချစ်ပါတယ်အဲ့တော့ကျမဒီနေ့ကြည့်တဲ့ကတ်ကမှလည်းကိုကိုကိုချစ်တယ်ဆိုတော့ကျမတွေ့တယ် single လေးတွေဘာကြောင့်လဲဆိုတော့ကိုကိုကိုချစ်တဲ့အတွက်ကိုတိုးတက်ဖို့အတွက်ကိုစူးစမ်းနေကြတယ် single လေးတွေအများကြီးကိုတွေ့တယ်အာအချီရတော့အချီရတည်တမ်းပေါ့နော်ဒါပေမဲ့လည်းကိုတိုးတက်ဖို့အတွက်ကိုလည်းမမေ့ပဲနဲ့စူးစမ်းနေတဲ့ single လေးတွေတွေ့တယ်အဲ့တော့အဲ့ဒါကောင်းတယ်အာကိုကိုကိုချစ်ပါစူးစမ်းပါအဲ့လိုစူးစမ်းရင်းသွားလာနေတဲ့အချိန်မှာမှာ အာတင်ဘဝမှာတကယ်ကိုမှန်ကန်တဲ့အချစ်စစ်နဲ့တွေ့ရမယ်။အဲ့ဒီအချစ်စစ်ကတင်ခရက်နေတဲ့သူလည်းဖြစ်နိုင်တယ်။ဒါမှမဟုတ်လို့ရှင်တင်ကိုလာခရက်တဲ့ဒီလူလည်းဖြစ်နိုင်တယ်ပေါ့နော်။တင်စီကိုအရှိန်ဟုန်နဲ့လာနေတဲ့တင်ကိုသဘောချနေတဲ့တစုံတစ်ယောက်လည်းဖြစ်နိုင်တယ်။အဲ့လူနဲ့တင်တဲ့ကတကယ်ကိုမှန်ကန်တဲ့အချစ်နဲ့ရှေ့ဆက်သွားရတာမျိုးလည်းဖြစ်နိုင်တယ်နော်။အာနောက်တစ်ခုကတော့တင်တို့နှစ်ယောက်အဲ့ဒီနေထားကိုရောက်သွားပြီဆိုလို့ရှင်တယောက်ပေါ်မှာထားရတဲ့တယောက်ရဲ့အချစ်ကတကယ်ကိုညီမျှပြီးတော့အဆင်ပြေပြီးတော့ အပြည့်ရွှင်မှုတွေရရှိလာမယ်ပေါ့နော်ဒါမဲ့တခုတော့ရှိရဲ့အာဒီရောက်လာတဲ့သူဟာတင်းရဲ့ဒီ true luck ကအာတင်းရဲ့ crumb မဟုတ်ဘဲနဲ့ အာတင့်ကိုလာပြီးသဘောကျနေတဲ့သူဖြစ်နိုင်တယ်သိလားအဲ့ခါမှာတင်တဲ့သူနဲ့တွဲပြင်းတော့တင်ဘက်ကနေတိတ်ပြီးချက်တောင်ထုတ်မပြအောင်ပေါ့เนาะအဲ့လိုမျိုးပုံစံလေးရှိတယ်အဲ့တော့အဲ့လိုမလုပ်ပါနဲ့ထုတ်ပြပါ။ဘာကြောင့်လဲဆိုတော့အာသူချက်တောင်ကိုခံရတယ်ဆိုပြီးဒီတိုင်းအနေနဲ့လို့လည်းမဖြစ်ဘူးပေါ့เนาะသူဘက်ကကိုကိုချက်တယ်လို့ကိုဘက်ကလည်းသူ့ပေါ်မှာအတကယ်ကိုမှန်ကန်တဲ့အချက်နဲ့ပြန်လဲချက်တတ်ဖို့လည်းလိုသေးတယ်ပေါ့เนาะအဲ့လိုမျိုးသာသွားနိုင်မယ်ဆိုရင်တင်တို့နှစ်ယောက်အတွက်မှန်ကန်တဲ့အချက်စစ်တခုရရှိမှာဖြစ်ပါတယ်။အဲ့တော့ဒါ single လေးတွေအတွက်ပါ။ ဒါဆိုရင်လေးရှစ်ရှစ်မားရေးကြကြည့်မယ်။အိုးအဲ့တော့ relationship မားလေးရဲ့အတွက်ကအာတင်းနဲ့တင်းတဖက်လိုပါကျမကုနာပြောသလိုပေါ့နော်မချစ်တာမဟုတ်ချစ်တယ် romantic feeling နဲ့ချစ်ကြတယ်ဒါကအခုလက်ရှိလည်းဖြစ်နေတယ်လို့အတိတ်ကနော်အတိတ်ကတင်းတို့ညရဲ့ energy တွေမှာတရားကိုတရားအရင်ကြီးချစ်ခဲ့တာနော်အဲ့လိုမျိုးတွေတွေ့တယ်တရားပေါ်မှာတရား fashion အပြည့်ရှိတာမျိုးလည်းတွေ့ရပေါ့နော်ဆက်ရထက်သက်မှုလည်းအပြည့်ရှိတယ်အများကြီးလည်း romantic feel နေနေသင်တို့တွေအတူတူခံစားခဲ့ကြရတယ်နော်အဲ့ဒါမျိုးလေးတွေတွေ့ထားတယ်အဲ့တော့သင်တို့နေရာရဲ့ energy ကကောင်းနေပေါ့နော်အဲဒါပေမဲ့တခုရှိတာဘာလဲဆိုတော့သင်ကတဲ့အတွေ့ထဲမှာတင်လှောင်ပိတ်နေတဲ့သူမျိုးတိလား အာ relationship တမားလေးတွေမှာတချို့လေးတွေเนาะဒါလူသားမမစို့လို့တချို့လေးတွေကအတွေ့အင်းမှာလောင်ပိတ်နေတယ်ဆိုတော့ကျွန်မခုနကပြောသလိုအာတပတ်လူကိုချစ်ပေမဲ့လည်းအာဘေးကပြောတဲ့ပတ်ဝန်းကျင်ကစကားတွေဖြစ်စေမိသားစုတွေကစကားတွေဖြစ်စေအဲ့ဒါနဲ့ပတ်သက်ပြီးတော့တင်မယုံထွက်နိုင်ဘူးမယုံထွက်နိုင်တဲ့ခါကျတော့တင်မွန်းချရတယ်လောင်ပိတ်ရတယ်အဲ့လိုမျိုးပုံစံနော်အဲဒါကြောင့်မို့လဲတင်အောင်စိတ်ညစ်ပြီးတော့ပေါ့နော်အာစိတ်တွေပင်ပန်းပြီးတော့တင်ဒီလိုအခြေအနေကနေရုတ်တရက်အဝေးကိုထွက်သွားခြင်းလားနော်အဲ့လိုမျိုးတွေဖြစ်နေတာ ဲ့တော့ single လေးတွေအတွက်ကတော့ sorry နော် single လေးတွေအတွက်ကတော့အာချင်းနေရကောင်းတယ်အနာဂတ်အခြေအနေတွေအဆင်ပြေတယ်ပို့ပြီးတော့ကောင်းမွန်တယ်ပေါ့နော်အဲ့လိုမျိုးလေးတွေ့ပေမဲ့ဒီ relationship မှာလေးတွေကြတော့ကျွန်မကပြောသလိုကိုယ့်ရဲ့ဒီလက်ရှိလူနဲ့အာ romantic feeling နေနဲ့ဖြတ်တန်းခဲ့တယ်တယောက်ပေါ့တယောက်ဆက်ရထက်သန်မှုလည်းအပြည့်ရှိပေမဲ့ဒီလိုပြေပခါတွေဘေးကပြောစကားတွေကိုသင်အယုံဆိုင်မယ်ဆိုရင်တော့တလူနှစ်ယောက်ခဏတောင်းဝေးသွားတာမျိုးလည်းဖြစ်နိုင်တယ်လို့အမ် အချင်းချင်းကြာဝေးသွားတာမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်လုံးဝကြီးပြတ်ဆက်သွားမယ်လို့တော့ကျွန်မမတုံးချင်ဘူးပေါ့နော်လုံးဝကြီး break up ဖြစ်သွားတဲ့ပုံစံမျိုးတော့ကျွန်မမတုံးချင်ဘူး risk လုံးမျိုးတော့မတုံးချင်ဘူးဒါပေမဲ့လည်းတင်းရဲ့အတွေ့တွေကိုဖြစ်စေဘေးကပြောတဲ့စကားတွေကိုတင်းနားရောင်ပြီးတော့ဒီလိုခက်ခဲတဲ့အခြေအနေကနေရုံမထွက်နိုင်ဘူးမွန်းကျက်တဲ့အခြေအနေကနေရုံမထွက်နိုင်ဘူးဆိုရင်တော့တင်းတို့နှစ်ယောက်ကြားမှာနားလည်မှုတွေလွဲပြီးတော့တင်းအဝေးကိုထွက်သွားဖြစ်တာမျိုးပေါ့နော်အဲ့လိုမျိုးတွေတွေ့တယ်နော်အဲ့တော့ဒါက အာ relationship တမလေးတွေအတွက်ပေါ့နော်နည်းနည်းဟိုစူးစမ်းလုပ်ယူရမယ်အပိုင်းလေးတွေရှိရပေါ့နော်ဒီနေ့ collective reading ထဲမှာအဲ့လိုမျိုးလေးတွေတွေ့ပါတယ်အဲ့တော့ဒီ collective reading ကတော့ပြီးပြီပေါ့နော်အဲ့တော့ဒီနေ့ collective reading ကို လာကြည့်တဲ့နေရာမှာ single လေးတွေပါမယ်ဆိုလို့ရှိရင်အာဒီ energy တိုင်းအာသင်တို့လေးတွေအတွက်မှန်ကန်မှုရှိပါစေပေါ့နော် relationship တမလေးလေးလည်းသင်တို့လေးတွေရဲ့ဒီ energy ကသင်တို့ရဲ့ energy လို့ခံစားရလို့ရှိရင် ဒီ reading ထဲမှာတင်အတွက်ပြောထားတဲ့အကြောင်းအရာလေးတွေကိုတင်တင်ချာလေးအာနားထောင်ပြီးတော့ပေါ့နော်တင်နဲ့တင်တစ်ဖက်လူချာမှာဖြစ်ပေါ်နေတဲ့ပြိပခါတွေကိုအဆင်ပြေအောင်ထိန်းနှီးနိုင်ပါစေအာပြဿနာသွားရှာတာမျိုးမဟုတ်ဘဲနဲ့အလိုအပ်နေတဲ့ချက်လေးကိုပြန်လည်ဖြည့်တည်နိုင်ပါစေအတင်ဘက်ကလိုအပ်ချက်ဖြစ်စေသူ့ဘက်ကလိုအပ်ချက်ဖြစ်စေပေါ့နော်နှစ်ယောက်ချာမှာဖြစ်နေတဲ့အရာတွေကိုအာထိန်းရင် နော်ဘာလေးလေးလိုအပ်မလဲဆိုတာဖြည့်တင်းရင်တယောက်ပေါ်တယောက်နားလည်မှုတွေပုံပုံပေးရင်းနဲ့အာပျော်ရွှင်စရာအာ romantic feeling နေနဲ့အတူတူဆက်လက်သွားနိုင်ပါစေပျော်ရွှင်စရာ love light တွေကိုဖြတ်တန်းရပါစေလို့ဒီညကနေဆုတောင်းပေးလိုက်ပါတယ်အားလုံးပဲကြည့်ရှုရတဲ့သူအားလုံးကိုပဲเนาะတူတူကြင်စီအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ် reading နေမှာအတူတူပြန်လည်ဆုံတွေ့ကြမယ်เนาะ